ဒရုန်းနှစ်စိမ့်နဲ့ရုရှားထောက်ပို့စခန်းကိုပြချခဲ့တဲ့ယူကရိန်းစစ်တပ်2025ခုနှစ်မေလ19ရက်မနက်၈နာရီခွဲမှာယူကရိန်းရဲ့လုံခြုံရေးတပ်ဖွဲ့ SPU ကဒရုန်းမောင်းနှင်သူတို့ဟာ FPV ဒရုန်းနဲ့ချိတ်ဆက်ထားတဲ့မျက်မှန်ကိုတက်ဆင်ပြီးတိုက်ခိုက်ဖို့အမိန့်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ဒီအမိန့်ရတဲ့နေ့စက္ကန့်ပိုင်းအတွင်းမှာပဲယူကရိန်းလိုဒရုန်းတစ်စင်းဟာ3ကီလိုဂရမ်အလေးချိန်ရှိတဲ့ဖောက်ခွဲရေးပစ္စည်းတွေတင်ဆောင်ပြီးပင်လယ်နက်ကိုဖြတ်က35ကီလိုမီတာခရီးကိုစတင်ပြန်တိုင်းခဲ့ပါတယ်။ဒီမစ်ရှင်ရဲ့ယူရချက်ကတော့ ရုရှားရဲ့အရေးကြီးဆုံး Neva Radar စနစ်ကိုဖျက်ဆီးပစ်ဖို့ပါပဲ။ဒီစနစ်ကိုဖျက်ဆီးနိုင်ရင်ယူကရိန်းဟာပင်လယ်နက်မှာပုံမိုလွတ်လပ်စွာလှုပ်ရှားနိုင်မှာဖြစ်ပါတယ်။ Drone မောင်းထင်သူဟာရုရှားထိန်းချုပ်ထားတဲ့ Snake Island ကနေ35ကီလိုမီတာกว่าမှာရှိတဲ့လျှို့ဝှက်မြေအောက်ခံတပ်တစ်ခုကနေတိုက်ခိုက်မှုအတွက်နေရာယူထားပါတယ်။သူအသုံးပြုတဲ့ Drone က KF မျိုးကအလုံးယုံတစ်ခုမှာတရုတ်စိတ်ပိုင်းတွေနဲ့တပ်ဆင်ထားတဲ့ပုံမှန်ဆယ်လက်မအရွယ် FPV drone အမျိုးအစားဖြစ်ပါတယ်။ဒါပေမဲ့ဒါကရိုးရိုး drone မဟုတ်ပါဘူး။ ူ့ရဲ့အောက်ဘက်မှာတော့ radar snake ကိုဖြတ်စည်းဖို့နဲ့9မီတာတွင်းကလူအလုံးကိုဘဝကူးအောင်လုပေးဖို့ရည်ရွယ်ထားတဲ့ဖောက်ခွဲရေးပစ္စည်းကိုတပ်ဆင်ထားပါတယ်။ပြင်ပရဲ့ coordinate တွေကိုနိုင်ပေါင်းများစွာကြိုတင်ပြီး drone ထိမ့်ချုပ်စနစ်ထဲကိုထည့်သွင်းထားပြီးသားပါ။ပြင်ပကတော့ပင်လယ်နယ်ထဲက Vigo Tower Alpha လို့ခေါ်တဲ့ရုရှားသိမ်းပိုက်ထားတဲ့တဘာဝတံငွေစက်ရုံပေါ်က Niva radar snake ပါ။ဒီ Niva radar snake ဟာ55ကီလိုမီတာထိရှာဖွေနိုင်ပြီးလာပေါင်းများစွာယူကရိန်းစစ်စင်ရေးတွေကိုဟန့်တားနေခဲ့တာပါ။ယူကရိန်းဘက်ကအသုံးပြုနေတဲ့ FPV drone snake ဟာ စစ်ပွဲနည်းပညာကိုပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ဒေါ်လာ9လောက်ပဲတန်တဲ့ရိုးရိုး drone တစ်စင်းကိုယူကရိန်းရဲ့တီထွင်ဖန်တီးမှုကြောင့်တိကျတဲ့လမ်းညွှန်မှုရှိတဲ့ဒုံးပြန်တစ်စင်းအဖြစ်ပြောင်းလဲပစ်လိုက်တာပါ။ drone ရဲ့ motor ၄လုံးဟာတစ်မိနစ်ကိုအပတ်ရီ2000နှုန်းနဲ့လဲပတ်နိုင်ပြီး drone မောင်းတဲ့သူကကင်ရိုနာကလျှို့ဝှက်ထားတဲ့ပစ်လွတ်စင်ကနေစတင်ပြန်သန်းစေခဲ့တာဖြစ်ပါတယ်။ရိုးရာစစ်ပတ်သုံး drone တွေနဲ့မတူတာက FPV စနစ်တွေဟာဗီဒီယိုမြင်ကင်းက real time နဲ့ analog စနစ်နဲ့ထုတ်လွှင့်ပေးထားတဲ့အတွက် electronics နဲ့နှောက်ယှက်မှုတွေကိုပိုပြီးခံနိုင်ရည်ရှိပါတယ်။ drone mount နဲ့သူ swipe ဟာသူ့ကောင်းမှာပတ်ထားတဲ့ VR မျက်မှန်ကနေ drone ရဲ့မြင်ကွင်းကိုအတိအကျမြင်နေရပါတယ်။ဒါက drone mount နဲ့သူနဲ့ drone ကြားတိုက်ရိုက်ဆက်သွယ်မှုတစ်ခုကိုဖန်တီးပေးပြီး FPV drone တွေဟာပြင်မှတ်တွေကိုအင်မတန်တိကျစွာတိုက်ခိုက်နိုင်စေတာပဲဖြစ်ပါတယ်။ဒီလိုတိကျတဲ့တိုက်ခိုက်မှုတွေကစစ်ပွဲရဲ့အသွင်ပြင်ကိုဘယ်လိုများပြောင်းလဲသွားစေမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။ယူကရိန်းရဲ့ drone mount နဲ့သူရုရှားရဲ့ထောက်လှမ်းရေးစနစ်တွေကိုရှောင်ရှားနိုင်မှု သူ့ရဲ့လမ်းကြောင်းကိုတေချာဂရုစိုက်စီစဉ်ထားပါတယ်။ drone ဟာပြတ်မှတ်စီကိုတန်းတန်းမပြန်ပဲ zigzag ပုံစံနဲ့ပြန်တန်းမှာပါ။ဒါအပြင် radar ဖမ်းမိမှုအောက်မှာပဲရှိနေစေဖို့50မီတာအောက်အမြင့်ကနေပြန်တန်းပါတယ်။တနာရီ65ကီလိုမီတာနှုန်းနဲ့ပြန်တန်းနေပေမဲ့35ကီလိုမီတာကွာဝေးတဲ့ခရီးစဉ်ဟာဒီ zigzag ပုံစံကြောင့်45မိနစ်ကျော်ကြာမြင့်မှာဖြစ်ပြီးထောက်လန်းခံရတာကိုရှောင်ရှားနိုင်မှုအထောက်အကူပြုပါတယ်။ drone စတင်ပြန်တန်းပြီး Bygo Tower C ချင်းကပ်လာချိန်မှာ swine ဟာသူ့ drone ကင်မရာကနေ အောက်ကပင်လယ်နေကြီးကိုရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။အဝေးမှာတော့တန်ငွေဆက်ယုံကြီးဟာရေထဲကနေထိုးထွက်နေပြီးရုရှားပစ္စည်းတွေနဲ့လူတွေအပြည့်ရှိနေပါတယ်။ဒီရေဒါစနစ်ကလာပေါင်းများစွာယူကရိန်းရဲ့စစ်စင်ရေးတွေကိုခြေရာခံနေခဲ့တာပါ။နီဗာရေဒါဟာရိုးရိုးထောင်နိုင်ရေးပစ္စည်းတသက်မဟုတ်ပါဘူး။ဒါဟာကောင်းကောင်းအလုပ်လုပ်နေစေဖြစ်တဲ့ဆိုဗီယက်ခေတ်လက်ကျန်စနစ်အနည်းငယ်တွေကတခုပါ။ဒီကေဘန်စနစ်ဟာ35 GHz line လုံးနဲ့အလုပ်လုပ်ပြီးသူ့ရဲ့အင်တာနက်ကြောင့်လေယာဉ်တွေနဲ့ရေမျက်နှာပြင်ပေါ်ကသင်းမောတွေကို55 km အထိရှာဖွေနိုင်ပါတယ်။ တချိန်ထဲမှာပြက်မှတ်200ကိုခြေရာခံနိုင်ပြီးပင်လယ်နဲ့တခြားနေရာချထားတဲ့လက်နက်စနစ်တွေကိုပြက်မှတ် data တွေပေးနိုင်တာပဲဖြစ်ပါတယ်။ Wygo Tower ရဲ့အောက်ဘက်မှာတော့ရုရှားဝန်ထမ်းတွေလှုပ်ရှားသွားလာနေတာကို drone မောင်းနှင်သူ swine တယောက်မြင်နေရပါတယ်။ Naval Radar ကပုံမှန်တိုင်းဆက်လှည့်နေပြီးလှည့်တိုင်းလှည့်တိုင်းဝင်လာမဲ့ drone ကိုထောက်လှမ်းမိဖို့ပုံမုံနီးလာနေပါတယ်။ဒါပေမဲ့ FPV drone တွေမှာ radar ဖြတ်ပိုင်း area radar cross section သိငယ်ပါတယ်။ဒါကြောင့် radar အတွက်တော့ဒါဟာငှက်တကောင်နဲ့သွားတူပြီး ရုရှားရဲ့ထောက်လန်းစနစ်အများစုအတွက်မမြင်နိုင်လောက်အောင်ဖြစ်နေတာပဲဖြစ်ပါတယ်။ဒီတော့ရုရှားတွေဘလို့တုံ့ပြန်ကြမလဲဆိုတာကိုစောင့်ကြည့်ရအောင်ပါ။ FBB စနစ်ရဲ့အားသာချက်တွေကတော့သူတို့ရဲ့တိကျမှုပဲဖြစ်ပါတယ်။ GPS ကိုအခြေခံတဲ့အမြောက်ဒုံးကြီးတွေနဲ့မတူပဲ FPV pilot တွေဟာထိမှန်ပြီးတော့ပောက်ကွဲမဲ့အချိန်ထိလိုအပ်သလိုထိန်းချုပ်နိုင်ပါတယ်။ဆိုင်ဟာဘယ်နေရာကိုတိုက်ခိုက်ခြင်းလဲဆိုတာကိုအတိအကျမြင်နေရပါတယ်။ Radar antenna နဲ့ထိန်းချုပ်စခန်းရဲ့စုံမှတ်ဖြစ်ပြီးတော့ဒါကစက်ပိုင်းဆိုင်ရာနဲ့ electronic စိတ်ပိုင်းနှစ်ခုလုံးကိုအပြည့်အစုံအများဆုံးဖြစ်အောင်လုပ်နိုင်မဲ့အကောင်းဆုံးနေရာတစ်ခုပါ။ ဆိုဗီယက်အင်ဂျင်နီယာတွေဟာဒီစနစ်ကိုအီလက်ထရောနစ်နှောက်ယှက်မှုတွေနဲ့တဘာဝပတ်ဝန်းကျင်ဖိအားတံတွေကိုခံနိုင်ရရှိအောင်တည်ဆောက်ခဲ့တာပါ။ဒါပေမဲ့ဓာတ်ရိုက်ဖောက်ခွဲမှုတံကိုခံနိုင်ရရှိအောင်တော့ဒီဇိုင်းထုတ်ထားခြင်းမရှိခဲ့ပါဘူး။ရေဒါရဲ့ကာဝယ်ပေးတဲ့အလူမီနီယံကာဝယ်ဟာစားငံရင်နဲ့မိုးရေတွေကိုကာဝယ်ဖို့သာရည်ရွယ်ပြီးတနာရီ60ကီလိုမီတာနှုန်းနဲ့လာနေတဲ့အမြင့်စားဖောက်ခွဲရေးပစ္စည်းတွေကိုခံနိုင်ရရှိအောင်တော့မဟုတ်ပါဘူး။ဘိုင်ဂိုတာဝါပေါ်ကရုရှားဝန်ထမ်းတွေဟာဆိုရင်နောက်ဆုံးမှာတော့မီတာ200กว่าကနေဝင်လာတဲ့ drone ကိုနောက်ဆုံးတော့တတိထားမိသွားပါတယ်။ဆိုင်းဟာရုရှားစစ်သားတွေ ဒရုန်းကိုလက်ညှိုးထိုးပြီးအော်ဟစ်နေတာကိုမြင်နေရပေမဲ့နောက်ကျသွားပါပြီဒရုန်းကခမြန်မြန်ပဲလာနေပြီးအကွာအဝေးကလည်းဘလုံးမှခုခံကာဝယ်ဖို့အချိန်မမီတော့ပါဘူးအဲ့ဒီနေ့မနက်9:20မှာ FPV ဒရုန်းဟာ Niva Radar စနစ်ရဲ့အင်တာနာအပိုင်းကိုပြင်းထန်စွာထိမှန်ခဲ့ပါတယ်စစ်ဘက်စံနှုန်းတွေကတော့ပောက်ကွဲမှုကတိတ်မကြီးပေမဲ့နေရာတကြားချက်ကောင်းကိုထိမှန်ခဲ့တာကြောင့် Radar ရဲ့နူးညံ့တဲ့ Wave Guide စနစ်ကပျက်စီးသွားပြီး Transmitter ကလည်းပျက်စီးလှည့်ပတ်နေတဲ့အင်တာနာရန်တရားကလည်းလုံးဝပြတ်တောက်သွားပါတယ် Netflix ရဲ့တစ်နှစ်စာလောက်တောင်ဈေးမရှိတဲ့ drone ဒဇင်းဟာရုရှားရဲ့အကောင်းဆုံးထောက်လန်ရေးစွမ်းရည်တွေကတခုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ Niva Radar ကနေမိဂိုတွေထွက်နေတဲ့မှာပဲ80ကီလိုမီတာကွာဝေးကနေပို့ပြီးပြင်ထန်တဲ့လက်နက်တမျိုးဟာ Vigo Tower C ကိုချင်းကပ်လာနေပါပြီ။ဒီလက်နက်ကဘာလဲဆိုတာတရားရာဂိုင်းလုံးအတိမပြုရသေးပေမဲ့အများစုကတော့ Sea Baby drone ဖြစ်မယ်လို့တန်တရားရှိနေကြပါတယ်။ဒီ Sea Baby ဆိုတာပင်လယ်နဲ့ရဲ့လှိုင်းတွေကိုဖျက်ပြီးအဆင့်မြင့်ဆုံး Ukraine ရေကြောင်းစစ်ပွဲနီးပညာကိုပြသနေတဲ့6မီတာရှိတဲ့လူမပါဘဲမောင်းနှင်တဲ့ ရေပေါ်ခြေအောက်သွားလာနိုင်တဲ့ drone တစ်စင်းပါဒါဟာရုရှားသိမ်းပိုက်ထားတဲ့ဒုံးဝေ platform စီကိုအလေးချိန်တဒံနီးပါးရှိတဲ့အမြင့်စားဖောက်ခွဲရေးပစ္စည်းတွေကိုတည်ဆောင်သွားနိုင်ပါတယ် FPV drone နဲ့မတူတာကစီးပေပီကိုဖျက်ဆီးဖို့အတွက်အထူးရည်ရွယ်ပြီးဒီဇိုင်းဆွဲတည်ဆောက်ထားတာပါ Ukraine SPU လုံခြုံရေးတပ်ဖွဲ့ကပင်လယ်ပြင်မှာရှိတဲ့ခိုင်မာတဲ့ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက်တီထွင်ခဲ့တာပါဒီမီကိုရောင်ရေရင်လေးဟာဖြက်စီးရဲ့လက်နက်ထံမြန်နှုံးမြင့်ကင်းလှည့်လေးနဲ့ပို့တူပါရယ်။ဒါပေမဲ့သူ့ရဲ့ပြင်ပိုင်းမှာစစ်ဘက်သုံးဖောက်ခွဲရေးပစ္စည်း1000ကီလိုဂရမ်တဒံနီးပါးကိုဟွက်ထားပါရယ်။ ပေါက်ခွဲပစ္စည်းတစ်ခုတည်းထည့်သွင်းတာမျိုးမဟုတ်ပဲနဲ့စီးဘေဘီရဲ့တဲဆောင်လာတဲ့ပေါက်ခွဲပစ္စည်းတွေဟာပုံစံမျိုးမျိုးနဲ့တက်ဆင်ထားတဲ့ပေါက်ခွဲခံပစ္စည်းတွေပါဝင်ပါတယ်။ဒီလိုစီစဉ်မှုကအင်ဂျင်နီယာတွေကဇက်တိုက်ပေါက်ခွဲမှုအာနိသင်လို့ခေါ်တဲ့အကျိုးသက်ရောက်မှုကိုဖြစ်စေပါတယ်။ဆိုလိုတာကပထမပြတ်မှတ်ကိုတိုက်ခိုက်ပြီးပေါက်ခွဲတဲ့အခါအစီအစဉ်တိုင်းဒုတိယပြတ်မှတ်တွေကိုထပ်မံပေါက်ခွဲစေပြီးကွန်ကရစ်တွေကိုဖျက်ဆီးနိုင်လောက်အောင်အချိန်ကြာမြင့်တဲ့ပေါက်ခွဲမှုကိုဖြစ်စေပါတယ်။ပေါက်ခွဲပစ္စည်းကိုယ်တိုင်က RDX နဲ့ TND ရောစပ်ထားတာဖြစ်ပြီး အမြင့်ဆုံးပေါက်ကွဲမှုဆောင်းအားကိုပေးစွမ်းနိုင်တဲ့အပြင်3000ဒီဂရီစင်တီဂရိတ်ကျော်တဲ့အပူချိန်ကိုလည်းဖြစ်ပေါ်စေပါတယ်။ဝိုင်ဂိုတာဝါရဲ့ဆောက်အုံတွေကိုဓာလေးနဲ့ပေးတွေ့လိုက်တဲ့အခါမှာတော့စက္ကန့်တစ်ခုလုံးကိုပျက်စီးစေအောင်လာမကတံမဏိကိုအရေးပြောစေပြီးကွန်ကရစ်ကိုတော့အမှုန့်ဖြစ်စေမဲ့မီးလုံးကြီးတစ်ခုကိုဖန်တီးမှဖြစ်ပါတယ်။နာမည်ကစီးပေပြီးပင်လယ်ကလေးလိုချစ်စပွဲခေါ်ဝေါ်ထားပေမဲ့ဒီရင်ဟာပြက်မှတ်စီဖြည်းဖြည်းချင်းတွားသွားတာမျိုးမဟုတ်ပါဘူး။အင်ဂျင်နှလုံးတက်ဆင်ထားရတဲ့အတွက်မြင်းကောင်ရေအား200အားနဲ့မောင်းထင်နိုင်ပြီး တနအီကိုရေမိုင်49မိုင်နှုန်းထိလှည့်မြန်းစွာမောင်းနှင်နိုင်ပါတယ်။အင်ဂျင်နှလုံးစနစ်ရဲ့အားပါချက်ကတော့အင်ဂျင်တစ်လုံးပျက်စီးသွားခဲ့ရင်တော့ကျန်တဲ့အင်ဂျင်နဲ့သူ့ရဲ့မစ်ရှင်ကိုအဆုံးသတ်နိုင်အောင်ဆောင်ရွက်နိုင်တာပဲဖြစ်ပါတယ်။လမ်းကြောင်းရှာဖွေမှုအတွက် GPS Inertia Guidance ရွေးရှားမှုတိုင်းတာလမ်းညွှန်စနစ်နဲ့အချိန်နဲ့တပြေးညီဂျိုဒုဆက်သက်ရွေးတွေပေါင်းစပ်ထားတဲ့စနစ်ကိုအသုံးပြုပါတယ်။လောင်သာစီအပြည့်ဖြစ်ထားရင်စီးပေဘီဟာ1000ကီလိုမီတာအကွာဝေးထိသွားလာနိုင်ပါတယ်။ဒါပေမဲ့ဒီလိုတိကျတဲ့တိုက်ခိုက်မှုတွေအတွက်တော့ drone မောင်းနှင်သူတွေက လျှို့ဝှက်ဂျိုဒူဆက်သွယ်ရေးတွေကနေတဆင့်ထိန်းချုပ်ထားပါတယ်။ဒီလိုထိန်းချုပ်ထားခြင်းကပြစ်မှတ်ကိုထိမှန်ကနေအချိန်ထိအချိန်နဲ့တပြေးညီလမ်းကြောင်းပြင်ဆင်မှုတွေနဲ့ပြစ်မှတ်ရွေးချယ်မှုတွေကိုပြုလုပ်နိုင်စေပါတယ်။ဒီ drone ရဲ့ design ကတော့လျှို့ဝှက်နိုင်မှုနဲ့အသက်ရှင်သန်နိုင်စွမ်းကိုအဓိကထားပြီးဖန်တီးထားတာပါ။သူ့ရဲ့နေမားတဲ့ကိုယ်တွေက radar တွေရဲ့ထောင်လန့်မှုအောက်ကကင်းလွတ်စေပြီးတော့မိခိုးရောင်ကာလာကတော့လှိုင်းထန်လှိုင်းလေထန်နဲ့ပင်လယ်ပြင်မှာမမြင်နိုင်လောက်အောင်ဖန်တီးပေးပါတယ်။ပိုရေးကြီးတာကတော့စီးပေပြီးမှအပိုဆောင်ဆက်သွယ်ရေးစနစ်များစွာပါဝင်ပါတယ်။ဒါကြောင့် Russia တွေကကြိမ်နှုံးတစ်ခုကိုနှောက်ယှက်ခဲ့ရင်တော့ ရုန်းမောင်းနှင်သူတွေကထိန်းချုပ်မှုမပြောက်ဘဲတခြားကြိမ်ထုံးတွေကိုအလွယ်တကူပြောင်းလဲနိုင်ပါတယ်။ဒီစီးဘေဘီကိုအန်ရယ်ရှိနေတာကတော့သူ့ရဲ့မစ်ရှင်ပုံစံပါပဲ။အရင်ကစစ်သင်းမော်ရီလိုလှုပ်ရှားနေတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ခဲ့တဲ့တခြားတိုက်ခိုက်မှုတွေနဲ့မတူဘဲဝိုက်ကိုတာဝါကမလှုပ်ရှားဘဲနေရာချထားပြီးသားဖြစ်လို့သူ့ရဲ့မြေပုံအသေးစိတ်ကိုချုပ်တင်ရရှိထားပြီးသားဖြစ်ပါတယ်။ဒရုန်းမောင်းနှင်သူတွေဟာဖွဲ့စည်းပုံ၊တူလောင်ယုံတွေစစ်သားတွေရဲ့အိတ်ဆောင်ရဲ့နေရာတွေအပါအဝင်အသေးစိတ်အချက်အလက်တွေကိုအတိအကျသိထားပါတယ်။ ဒါကြောင့်အများဆုံးပြက်စီအောင်ဘယ်နေရာကိုတိုက်ခိုက်ရမလဲဆိုတာသူတို့အတိအကျသိကြပါဗျ။မနက်9:15မှာစီးဘေဘီဒရုန်းဟာပွိုင်ကိုတာဝါကနေ30ကီလိုမီတာအကွာဝေးကနေလှည့်မြန်သွားချင်းကပ်နေပါပြီ။သူ့ရဲ့အစင်းမြန်ကင်မရာစနစ်ကနေ SPU ဒရုန်းမောင်းနှင်သူတွေဟာဓာတ်ငွေဆက်ယုံကြီးကိုသူတို့ရဲ့ဖန်သားပြင်တွေပေါ်မှာပို့ကြီးလာတာကိုမြင်နေရပါတယ်။ဖြတ်စည်းခံလိုက်ရတဲ့ Niva Radar စနစ်ကနေမိခိုးတွေစက်တက်နေတော့မှာပဲ။ဒါပေမဲ့သူတို့ရဲ့ပြစ်မှတ်က Radar မဟုတ်တော့ပါဘူး။ Radar ကိုတော့ FPV ဒရုန်းတိုက်ခိုက်မှုနဲ့ဖယ်ရှားပြီးသားပါ။ သူတို့ရဲ့မစ်ရှင်ကတော့ဒီစက်ယုံကြီးကိုလုံးဝဖျက်ဆီးပစ်ဖို့ဖြစ်ပြီးရုရှားတွေအနေနဲ့ဘယ်တော့မှပြန်ပြီးအသုံးမပြုနိုင်အောင်ထေချာစေဖို့ပါပဲ။ Vigo Tower platform ကိုတိုက်ခိုက်ခြင်း Sea Baby 8အဆုံးသတ်မစ်ရှင် Sea Baby drone ရဲ့ကင်မရာကနေတဆင့် drone မောင်းနေသူတွေဟာ Vigo Tower အဆောက်အုံတစ်ခုလုံးကိုအသေးစိတ်မြင်တွေ့နေရပါတယ်။ရုရှားတပ်ဖွဲ့တွေဟာဒီတန်းငွေထုတ်လို့ရေး platform ကိုဆက်သွယ်ရေးပစ္စည်းတွေကာဝယ်ရေးနေရာတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေအပြည့်အစုံပါဝင်တဲ့ရှေ့တန်းစစ်စခန်းအဖြစ်ပြောင်းလဲထားပါတယ်။မနက်9:35မိနစ်မှာတော့ စီးဘေဘီဟာပြင်းမှတ်တဲ့10ကီလိုမီတာအကွာအဝေးကိုရောက်ရှိနေပြီဖြစ်ပြီးသူ့ရဲ့နောက်ဆုံးလက်ညှိုးစနစ်တွေကိုဖွင့်ခဲ့ပါတယ်။ drone ရဲ့ electro optical camera စနစ်ကစက်ယုံကြီးရဲ့တူးဖော်ရေးအပိုင်းနဲ့ရုရှားဝန်ထမ်းတွေနေထိုင်တဲ့အဆောက်အုံကြားစုံမှတ်ကိုတိုက်ခိုက်မှာပါ။ဒါကဂျပန်တိုက်ခိုက်တာမဟုတ်ပါဘူး။ယူကရိန်းထောင်ဒဏ်ရေးကဒီနေရာကိုဖျက်ဆီးလိုက်ရင် platform တစ်ခုလုံးပင်လယ်ထဲကိုပြိုကျသွားမယ်လို့တိတိကျကျတွက်ချက်ထားတာပါ။စီးဘေဘီရဲ့အရှိန်ကတနာ90ကီလိုမီတာအထိတိုးလာခဲ့ပါတယ်။ဒီအရှိန်နဲ့ဆိုရင်6မီတာရှိတဲ့ drone ဟာအလေးချိန်6တန်ရှိတဲ့ဒုံးကျည်ဒဇင်းလိုဖြစ်သွားပြီ ဖောက်ခွဲရေးပစ္စည်းနဲ့ပေါင်းစပ်လိုက်တဲ့အခါသူ့ရဲ့ပောက်ခွဲမှုကစက်ယုံကြီးတစ်ခုလုံးကိုပင်လယ်ပြင်ကနေဖျောက်ပေးသွားပါလိမ့်မယ်။စက်ယုံဘော်ကရုရှားဝန်ထမ်းတွေဟာမီတာ200กว่าကနေဝင်လာတဲ့ drone ကိုနောက်ဆုံးတော့သတိထားမိသွားပါတယ်။ SBU drone မောင်းနှင်သူတွေဟာရုရှားစစ်သားတွေ drone ကိုလက်ညှိုးထိုးပြီးအော်ဟစ်နေတာကိုမြင်နေရပေမဲ့နောက်ကျသွားပါပြီ။ drone ကလှင်မြန်လွန်းလာကြောင်းဘလုံးမှခုခံကာဝယ်ဖို့အချိန်မရတော့ပါဘူး။စီးဘေဘီဟာထိမှန်ဖို့9မိနစ်အောက်သာလိုတော့ပြီးစက်ယုံဘော်မှာဘယ်လက်နဲ့စနစ်မှာဒါကိုရပ်တန့်နိုင်မှာမဟုတ်ပါဘူး။ စစ်ရုံရဲ့ကာဝေးရေးတွေကဒီလိုမျိုးမြန်နှုံးမြင့် drone တိုက်ခိုက်မှုတွေအတွက်ပြင်ဆင်မထားခဲ့ပါဘူး။ရုရှားတပ်ဖွဲ့တွေမှာလက်နက်ငယ်တွေနဲ့စစ်တနက်အနေငယ်သာရှိပေမဲ့ဒါတွေကတိုက်ခိုက်သူတွေကိုခုခံဖို့သာဒီဇိုင်းထုတ်ထားတာဖြစ်ပြီးမြန်နှုံးမြင့် drone တွေအတွက်မဟုတ်ပါဘူး။စီးဘေဘီရဲ့နေပါတဲ့ကိုဒင်းနဲ့မယုံနိုင်စရာကောင်းတဲ့အချိန်ကြောင့်ပုံမှန်လက်နက်တွေနဲ့ထိမှန်ဖို့မဖြစ်နိုင်တော့အောင်ခတ်ခဲနေပါတယ်။ပြင်မှတ်ကနေ2ကီလိုမီတာအကွာမှာစီးဘေဘီဟာသူ့ရဲ့နောက်ဆုံးချင်းကပ်မှုကိုလုပ်ခဲ့ပါတယ်။ဖောက်ခွဲပစ္စည်း1000ကီလိုဂရမ်တဒန်ဟာ ဝိုက်ကိုတာဘာကိုရုရှားစစ်စခန်းအဖြစ်ကနေတံမရင်မိုက်ပုံကြီးဖြစ်ပြောင်းလဲပြစ်တော်မှာပါမနက်9:50မှာစီးဘေဘီဒရုန်းဟာဝိုက်ကိုတာဘာရဲ့ချက်ကောင်းတဲတွေကိုကုန်တင်ရထားတစ်စီးရဲ့အချိန်နဲ့ဝင်တိုက်ခဲ့ပါတယ်ဒရုန်းရဲ့ရှေ့ပိုင်းမှာရှိတဲ့ဖောက်ခွဲရေးပစ္စည်းတွေကစက်ယုံရဲ့အဓိကအဆောက်အုံကိုတိုက်ရိုက်ထိအောင်ပြစ်မှတ်ထားလိုက်တဲ့အတွက်စက်ယုံတစ်ခုလုံးလုံးဝပြိုကျပျက်စီးသွားခဲ့ပါတယ်ပောက်ကွဲမှုရဲ့ပထမဆုံးစက္ကန့်အတွင်းမှာပဲဗဟိုချက်မှာအပူချိန်3500ဒီဂရီစင်တီဂရိတ်ကျော်ခဲ့ပါတယ်ဒါကစက်ယုံကိုထိန်းထားတဲ့တံမလီဘောင်တွေကိုအေးပျော်သေးဖို့လုံလောက်တဲ့အပူချိန်ပါပဲ။ ရုရှားစစ်သားတွေနေထိုင်ခဲ့တဲ့အိမ်ဆောင်တွေကတော့ပျက်စီးကုန်ပြီးသူတို့ရဲ့နေရန်တွေနဲ့ကျန်းပြင်တွေဟာပောက်ကွဲမှုရဲ့အပူတန်ကြောင့်အငွေ့ပြန်ကုန်ပါတယ်။အတွင်းမှာရှိတဲ့ဘသူမှအသက်ရှင်တန်ဖို့အခွင့်အလမ်းမရှိပါဘူး။ဒါပေမဲ့ဖျက်စီးမှုကအစသာရှိပါသေးတယ်။ဝိုင်ဂိုတာဝါကိုစိတ်ပိုင်းတွေကတစ်ခုနဲ့တစ်ခုထောက်ပံ့ပြုထားတဲ့စနစ်အနေနဲ့ဒီဇိုင်းထုတ်ထားတာပါ။စီးဘေဘီရဲ့တိုက်ခိုက်မှုကအဓိကချိတ်ဆက်မှုတွေကိုဖျက်တောက်လိုက်တဲ့အခါစက်ယုံကြီးကဒပိုင်းမီဒပိုင်းပြိုကျသွားပါတော့တယ်။ထောက်ပံ့ရင်ပစ္စည်းတွေပြင့်နေတဲ့တူလောင်ယုံတွေဟာမီးလောင်ပေါက်ခွဲပြီ နောက်ထပ်ပောက်ကွဲမှုတွေကိုဇက်တိုက်ဖြစ်စေခဲ့ပါတယ်။ဂျန်နရေတာတွေနဲ့စက်ပစ္စည်းတွေအတွက်ဒီဇယ်ပါဝင်တဲ့စက်ယုံရဲ့လောင်စာစီကံတွေဟာလည်းအစီအစဉ်အတိုင်းတစ်ခုပြီးတစ်ခုပောက်ကွဲကုန်ပါတယ်။ဒီဇယ်ကံတစ်လုံးချင်းစီပောက်ကွဲတိုင်းမီတောက်တွေဟာမီတာရာပေါင်းများစွာကောင်းကင်ကိုမြင့်တက်သွားပါတယ်။မီဂိုတန်ကြီးဟာကောင်းကင်ကို1000မီတာကျော်မြင့်တက်သွားပြီးတိုက်ခိုက်မှုကဘယ်လောက်ထိဖြည့်ဆည်းနိုင်လဲဆိုတာယူကရိန်းသားတွေလည်းမျက်မြင်ကိုတွေ့ဖြစ်သွားခဲ့ပါတယ်။စီးဘေဘီထိမှန်ပြီး9မိနစ်တွင်မှာပဲ White Go Tower ရဲ့အပေါ်ပိုင်းဖွဲ့စည်းပုံတစ်ခုလုံးပင်လယ်ထဲကိုပြိုကျသွားခဲ့ပါတယ်။ ရုရှားစစ်စင်ရေးတွေကိုထောက်ကူပြုခဲ့ပြီးအထက်ပေါင်းများစွာဆက်ယုံကြည်ဟာအခုဆိုရင်ကြီးမားတဲ့တံပိနဲ့ကွန်ကရစ်အပြက်စီးပုံကြီးပဲကြံမာတော့တယ်။ရုရှားစစ်သားတွေနေထိုင်ခဲ့တဲ့အိတ်ဆောင်တွေတူလောင်ယုံတွေနဲ့ဆက်ပစ္စည်းခန်းတွေဟာလုံးဝပျောက်ကွယ်သွားပြီးရေပေါ်မှာအပြက်စီးတွေနဲ့အစားထိုးသွားပါပြီ။ဆက်ယုံရဲ့အောက်ပိုင်းအဆင့်တွေမှာရှိပြီးပေါက်ကွဲမှုတံကိုခံနိုင်တဲ့ရုရှားဝန်ထမ်းအနေငယ်ကတော့အခုဆိုရင်ပြိုကျလူဆဲဆဲဖြစ်နေတဲ့အပြက်စီးတွေပေါ်မှာပိတ်မိနေပြီးကဲဆယ်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။အကူကြီးကကီလိုမီတာရာပေါင်းများစွာဝေးမှရှိနေပြီး ကြံရှိနေတဲ့အပိုင်းတွေမှာမီးလောင်နေတဲ့အတွက်ရဟတ်ရင်နဲ့ကယ်ဆယ်ဖို့လည်းမဖြစ်နိုင်တော့ပါဘူးတိုက်ခိုက်မှုပြီးနှစ်နာရီကြာမှာယူကရိန်းဂျူဒူဓာတ်ပုံတွေကအခြေအနေကိုရယူထားပါတယ်ဝိုက်ကိုတာဝါဟာတချိန်ကရုရှားရဲ့သိမ်းပိုက်မှုတစ်ခုအနေနဲ့ရပ်တည်ခဲ့ပေမဲ့အခုတော့မီးလောင်နေတဲ့အပြက်စီးတွေပဲကျန်ပါတော့တယ်အနောက်မြောက်ပင်လယ်နက်မှာရုရှားစစ်စင်ရေးအတွက်ထောင်လန်းရေးစခန်းနဲ့ထောက်ပံ့ပို့ဆောင်ရေးဗဟိုချက်မှအဖြစ်ဆောင်ရွက်ခဲ့တဲ့ဒီဆက်ယုံကြီးဟာဘလောက်မှအဖိုးမတန်တဲ့ယူကရိန်းဒရုန်းနှစ်စင်းကြောင့်လုံးဝဖျက်ဆီးခံလိုက်ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ